ခရစ်ပတိုကြောင့်ဒီမိနစ်တွင်ရှင်းပြမယ်ခရစ်ပတိုဆိုတာကသာမန်ပတ်စံတွေနဲ့မတူတဲ့ပတ်စံတွေပါအခုလူတွေလက်ရှိသုံးနေတဲ့ရိုးရိုးပတ်စံကို fear currency လို့ခေါ်ရဲအဲ့ဒီ currency ကအစိုးရကနေပြီးတော့ထိန်းချုပ်တယ်ဘဏ်တွေကနေတဆင်အလုပ်လုပ်ရပါတယ်အစိုးရကနေပြီးတော့ဒီပတ်စံတွေကိုစစ်လို့ရထုတ်ပိုင်ခွင့်ရှိရဒီပတ်စံတွေကိုတမိုးရှိမရှိသူတို့သတ်မှတ်ပိုင်ခွင့်ရှိပါတယ်ဘဏ်တွေကနေတဆင်အလုပ်လုပ်ရတာဖြစ်တဲ့တကြောင်မလို့အချိန်ကုန်နဲ့လူပင်မန့်နဲ့ငွေကုန်နဲ့ပေးစာတွေအများကြီးရှိပါတယ်ဒီ fear currency ရဲ့အထူးကပြဿနာက inflation မှာအရေးအတွက်အကန့်အသတ်မရှိထုတ်စင်နိုင်ထုတ်လို့ရနေတဲ့အတွက်ကြောင့် ်လို့ငွေကြေးဖောင်းပမှုတွေဖြစ်နိုင်ပါတယ်ဆိုတော့ crypto currency ဆိုတော့က fiat currency နဲ့ပြောင်းပြန် currency ပြောင်းပြန်ငွေကြေးတစ်ခုဖြစ်ပါတယ်ဘယ်အစိုးရဘယ်အာဏာပိုင်ကမှထိဆုပ်လို့မရဘူး fund တွေကနေတစင်အလုံးလုံးနေစီအောင်လုပ်ရတဲ့ကြောင့်မလို့အချိန်ကုန်လူပင်မမရှိဘူး inflation ငွေကြေးဖောင်းပမှုမဖြစ်ဖို့အတွက်လည်း new news online ကကွယ်ထားတာဖြစ်ထွက်တဲ့ကြောင့်မလို့ crypto currency ဆိုတော့က fiat currency တက်ကစ်ရှိပြပြီးတော့တာလုံးနဲ့ currency တစ်မျိုးဖြစ်ပါတယ် အခုလိုမျိုး crypto အကြောင်းကိုအရှင်းဆုံးနားလည်ချင်တဲ့ဆိုလို့ရှိရင်တော့ crypto make ရဲ့ TikTok account ကို follow လုပ်ထားလိုက်တော့နော် Binance HM မှာ trading fees 20% discount ကို lifetime ရဖို့နဲ့ member သီးသန့် gaming reward တွေကိုရှာနိုင်ဖို့အတွက်အခုပြထားတဲ့ crypto make referral code ကိုသုံးပြီးတော့ Binance account ဖွင့်ထားလို့ရပါတယ်